။ online လောင်းကစားမှုဆိုတာထက် online လောင်းကစားမှုတိုက်ခိုက်ရေးဆိုတာထက်နက်နဲတဲ့ hidden agenda နက်နဲတဲ့လေးဝက်ရည်ရွယ်ချက်တစ်ခုရှိနေနိုင်တယ်လို့ကျွန်တော်တို့သုံးသပ်ရရှိပါတယ်။မပူနဲ့မင်းတို့မသိရင်ငါပြောပြလိုက်မယ်နော်။အမင်း online တို့မင်းစောမဲလုံးနော်မင်းအပါဝင်ဒီနံပါတ်1စောချစ်သူတို့နော်အဲဟိုစောဆန်းအောင်တို့ဒီကောင်းနေအကောင့်အပြည့်ရှင်းပါပဲဘာမှနက်နဲမင်းနဲ့ အွန်လိုင်းလိမ်တဲ့တဲ့နိုင်ငံခြားသားတွေဟာ69ဒသမ500ခိုင်နှုန်းလောက်ပါတစ်ဖက်နိုင်ငံအနေနဲ့တစ်ဆင့်မြန်မာနိုင်ငံလေးကိုကူပြောင်းရောက်ရှိလာတာဖြစ်ပါတယ်နော်အဲ့လိုမျိုးတောက်ချက်မဲ့သာပြောရဲဆိုရဲဟုတ်ပြီထားပါတော့သူစကားကိုပြန်ပြီးတော့သုံးသပ်ပြရမယ်ဆိုလို့ရှင်ရင်နံပါတ်1အချက်ဒီကြဖြန့်ကောင်းဆောင်ရှိချင်းချမ်းကိုနော်ဒါထိုင်းကဖမ်းတာလေဟမ်မအေးပဲဆိုမဲ့လုံး အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်ကော်မရှင်ပြန်ကြားရေးဗိုလ်ချုပ်စော်မင်းထွန်းရဲ့ကြားဖြတ်နဲ့ပတ်သက်တဲ့မိန်ခွန်းကိုအနှစ်ချုပ်ပြောပြပေးသွားသည်မူအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါဦးခင်ဗျာကဲဒီနေ့ဇော်မဲလုံးခေါ်ဇော်မဲလိန်တက်မတော်တရင်မှာပြန်ကြားရေးမရှက်မတော့ပဲပြောရဆိုရနော်ဟုတ်ပြီဒီနေ့ဇော်မဲလုံးထုတ်ပြန်တဲ့ဟာကိုကျွန်တော်ပြောပြ review လုပ်ခြင်းနဲ့ဒါပါလဲဆိုလို့ရှင်သူကပြောလဲဆိုတော့ ဒီ online လိမ်လည်မှုကြားဖြန့်ကိုင်းကိုတဲ့ရှင်းလင်းဖို့ American ပေါ့နော်အဲ့ဒါကို American ရှင်းလင်းမှာနည်းနည်းတဲ့လှုပ်ဝှက်ချက်တွေပါနေတယ်နော်ဟုတ်ပြီနည်းနည်းတဲ့လှုပ်ဝှက်ချက်ဆိုတော့ तू ကမပူနဲ့မင်းတို့မတင်ငါပြောပြလိုက်မယ်နော်အမင်း online တို့မင်းစုံမဲလုံးနော်မင်းအပါဝင်ဒီ number 1 search သူတို့နော်အဲဟိုစောစမ်းအောင်တို့ဒီကောင်းနေအကုန်အပြည့်ရှင်းပါပဲဘာမှနည်းနည်းမနေနဲ့ तू ကနောက်တစ်ခုဘာပြောသေးလဲဆိုတော့ဒီကြားဖြန့် နေဖြစ်ပေါ်လာတဲ့အကြောင်းရင်းအားတဲ့ထိုင်းနိုင်ငံကြောင့်မလို့ဒီကြားပြန်ကြီးထွားလာတာတဲ့နော်အဲ့လိုမျိုးတောက်ချက်မဲ့သွားပြောရဲဆိုရဲဟုတ်ပြီထားပါတော့သူစကားကိုပြန်ပြီးတော့သုံးသပ်ပြရမယ်ဆိုလို့ရှိရင်နံပါတ်၁အချက်ဒီကြားပြန်ကောင်းဆောင်ရှီကျင်ကျန်းကိုနော်ဒါထိုင်းကဖမ်းတာလေဟမ်မအေးဘေးဆိုမဲ့လုံးဟမ်ဟုတ်လားမအေးဘေးတော့မဟုတ်ပါဘူးမင်းမသမီးရှိရတဲ့သမီးပဲပေးလိုက်ဒီလိုယူမှာတော့ငါတော့မယူရွံလို့အာနာရှင်ယူစားတယ်မလို့လာဘူးဟုတ်လားနော်ဆိုတော့ သူကမန်ထိုင်ကြောင်လို့ဒီကြားပြန်ကြီးရဲ့စိုးရွားနေတယ်ဗောဇော်မဲလောင်ဒါမျိုးတွေပြောတာအာတကက်ကောင်းတဲ့မျိုးတွေကြားပြန်လောက်တာဒီမြန်မာနိုင်ငံတဲမှာဟုတ်လားဟုတ်လားနော်အဲ့လေအဲ့မြန်မာနိုင်ငံနဲ့ကြားပြန်ခေါင်းဆောင်အဓိကမင်းကိုထိုင်းနိုင်ငံဖမ်းလိုက်တာဖမ်းလိုက်တာအဲ့အကြီးကိုဘာတွေပြောနေရတော့ဇော်မဲလောင်ကဟုတ်လားနော်ပေါ်သေးသေးတောက်ရှက်နေတော့ပြောရဲမှာမဟုတ်ဒီလိုမျိုးဟာတွေအဲ့ကြောင့်မို့ကျွန်တော်ပထမပိုင်းပြောခဲ့တယ်လို့တက်တက်မတော့ဒါစစ်ခွေးတက် တရင်မှပြန်ကြရည်တရင်လိန်လေပြန်ကြရည်เนาะအဲ့လိုမျိုးကိုအီရန်နဲ့လာပြီးတော့လုံနေတဲ့ခေါင်းဆောင်ကိုကြားဖြန့်ဒီခိုင်းခေါင်းဆောင်ကြီးကိုเนาะဒီရှိချင်းချင်းကိုခိုင်းကနေပြီးဖမ်းလိုက်တာလေမြန်မာကမင်းအောင်နိုင်ငံဖမ်းနိုင်တာခေါင်းဆောင်ဘယ်မှာတော့ငကိုတော့လည်းဖမ်းတဲ့ဟာတွေကအယုတ်ကဝင်ဖမ်းလို့ဒါပထမတော့လည်းဒါမြောက်ပိုင်းနေမှာဆိုရင်လည်းဟုတ်လားကြားဖြန့်နေပြီးသွားတာလေမင်းအောင်နိုင်ငံဖမ်းနိုင်တာဘာရှိလို့တော့မင်းအောင်နိုင်ငံလောက်ပြရတဲ့ပြည်သူလူထုတွေကောင်းတာလေးတစ်ကွက်လောက်တေးသေးငယ်ငယ်လောက်ရှိလို့ရှင်ထောက်ပြသမ်းမှာအော်ပြောပြလို့ရပါတယ်ဟုတ်လားဘာကြီးကောင်းတာရှိလို့တော့ဟမ် ဒီနေရာမှာမဆိုင်မဲနဲ့ကျွန်တော်စကားဖြည့်ပြီးစွဲပြောခြင်းနဲ့ဘာလဲဆိုလို့ရှင်အာနာရှင်ပေါ့နော်ဟုတ်ပြီအာနာရှင်မဲအောင်လိုက်သူအနေနဲ့ကျွန်တော်စဉ်းစားရပေါ့နော်။အော်သူအာနာသိမ့်တဲ့ကာလပတ်လုံးထဲမှာကောင်းတဲ့ဟာလေးတွေတပွက်လောက်လောက်ပြပါလားလို့ကျွန်တော်စဉ်းစားမလောက်ပြအောင်ဘာမှအောင်လုပ်မပြ။နော်။ဥပမာပြောရလို့ရှင်ဥပမာမိန်းကလေးတွေဖင်လောက်နေတယ်ကွာ။ဒါတွေဥပဒေထုတ်ပြီးဟုတ်လား။ဖင်လောက်ရင်အေးအေးယူမဖမ်းမယ်ဆိုပြီးမှဟုတ်လား။ထုတ်ပြန်လိုက်သူ့တို့တော့ဒါလုံးဝ respect တစ်ခုရပါမယ်။လေးစားမှုတစ်ခုပြည်သူတွေရဟုတ်လားနော်။ဟုတ်လား။နော်။အားကြောင့်လဲ။ခုကွာမြန်မာနိုင်ငံမှာကွာ ဖန်နဲ့လှုပ်နေတယ်ဒီဒီဖန်လောက်ကိစ္စတွေကိုနောက်ပြီးတော့ဘာမှအသေးစိတ်ချက်ပြီးပြောချင်တယ်တရားအနည်းငယ်ပဲပြောမှာနော်ရွှန်စရာကြီးကွာဟုတ်လားနော်သူတို့ဒီစဉ်းစားတော့လူတွေတခြားလေးကျွန်တော်ပြောတဲ့စကားကိုလေးလေးနက်နက်လေးနဲ့စဉ်းစားစီချင်းတယ်ကျွန်တော်လည်းလေးလေးနက်နက်နဲ့ပဲပြောတာနော်ဟိုဖန်ကြီးတွေကွာလှုပ်နေကွာဟုတ်လားကျွန်တော်ပြောဟုတ်လားဒီလိုမျိုးကွာဟိုအင်မတန်မှမိန်ကလေးဆိုတာဟုတ်လားနော်အင်ဒိုရီသိခါလေးနဲ့ဟိုတကယ်စင်မရင်သားဆိုတဲ့လိုမျိုးလမ်းလျှောက်တာအစားဘယ်လိုမျိုးထားပါတော့ခပြားဖွက်ပြီးကျွန်တော်ပြောတဲ့ပဲပြောချင်တယ် အဲ့လိုတိတ်ကရှိတယ်မင်းကလေးဆိုတာဟုတ်လားယောက်ျားလေးတစ်ဆိုင်ကိုကိုလုံလုံချုံချုံမရိမှုတွေနေပါမှုဘေးပတ်ဝန်းကျင်တန်ဖိုးထားမှုဟုတ်လားနော်သူတို့အဲ့လိုမဟုတ်ဘူးဗျာဟိုနိုကြီးတွေပြရတယ်ဟုတ်လားဖင်ကြီးတွေလှောက်ဘာကြီးလဲအဲ့မြန်မာနိုင်ငံကကျွန်တော်ပြောတဲ့လူအနိုင်ငံကဒီဖင်ကြီးတွေလှုပ်တယ်ဆိုအားပေးတယ်ဆိုတာသူကအဲ့အကွက်ကိုသိနေသဘောပေါက်လားမသိဘူးတခြားကြည့်ကြည့်နော်ကျွန်တော်ခုလူငယ်တယောက်ဟုတ်လားကျွန်တော်လိုအရွယ်လောက်နော် motivation ပေးတာမင်းကလေးတွေရှင်ကျွန်တော်လက်ညှိုးထိုးပြပါဆယ်လီဖြစ်ဖြစ်နော်ဆယ်လီတယောက်ရှင်ဟုတ်လားကျွန်တော်ပြောမှားလား ကျွန်တော်လည်းလူငယ်ပဲနော်ဟုတ်လားကျွန်တော်လိုမျိုးယောက်ျားတွေပဲဖြစ်ဖြစ်ကွာနော်ဒီလိုမျိုးနိုင်ငံအရေးနဲ့ကိုယ်နိုင်ငံရေးကျွန်တော်နိုင်ငံရေးပြောနေမှာမဟုတ်ကျွန်တော်နိုင်ငံအရေးကိုပြောနေတာနိုင်ငံရေးလို့ပြောမယ်ဆိုလည်းမမှားပါဘူးနော်ဟုတ်ပြီဒီလိုမျိုးပြောတာမော်ဒီပေးတာရှိလားရှိလားရှိလားမရှိဘူးလေကျွန်တော်တို့မြန်မာနိုင်ငံမှာတန်ပေါင်းများစွာရှိတဲ့လူငယ်တွေလူငယ်တွေလူငယ်တွေယောက်ျားတွေမိန်းမတွေယောက်ျားတွေမိန်းမတွေဟုတ်လားကျွန်တော်ပြောအောင်လားဒါပေမဲ့ ဘယ်သူမှမရှိဘူးတယောက်မှတော့ကျွန်တော်မမြင်ဘူးကျွန်တော်အလောက်အရွယ်လောက်ကျွန်တော်လူလူငယ်တယောက်ဟုတ်လားနော်မိန်းကလေးတွေကွာနော်ဟိုတခြားကြီးတဲ့ဟာတွေလောက်ပဲရှိတယ်ဟုတ်လားနော်ကြီးတဲ့ဟာတောင်သိများများဆဆမရှိဘူးကျွန်တော်နိုင်ငံမှာဒီလောက်လူတန်းပေါင်းများစွာရှိနေတဲ့နေရာမှာအဲ့လိုမျိုးကြတော့မရှိဘူးသူတို့ကဒီမိမတွေပဲကွာဆယ်လီတွေများတယ်တက်တော်မှာဟုတ်တယ်မလားဟုတ်လားကျွန်တော်ပြောတာမှားလားယောက်ျားလေးတွေဆယ်လီနဲတယ်ဟုတ်လားကျွန်တော်ပြောတာအားကြောင့်လေမင်းကလေးကသူကရွှေကုတ်ကူမှာထွက်ပြေးသည့်နိုင်ငံသားများဖမ်းဆီးခံရကြားဖြန့်ခေါင်းဆောင်များကို BGF ဝတ်ထားပေးဟုဆို ကရင်ပြည်နယ်ရွှေကုတ်ကိုကြားဖြတ်မြို့တင်မှထွက်ပြေးလာသည့်နိုင်ငံသားများထိုင်းဘက်ခြမ်းတွင်ဖမ်းဆီးခံရပြီးမြောက်ရီမြို့တွင်လည်းတိတ်ဆောင်သူများဖြင့်ကင်းနက်နေသည့်နောက်ဆုံးရအခြေအနေမှာအောက်ပါအတိုင်းဖြစ်သည့်ထိုင်းဘက်ခြမ်းတွင်ဖမ်းဆီးခံရမှုနိုဝင်ဘာ16ရက်နေ့နက်ပိုင်းကရွှေကုတ်ကမှတောင်ရင်မြစ်ကိုဖြတ်၍ထိုင်းနိုင်ငံဘက်ခြမ်းဝမ်ဖာကျေးရွာသို့ထွက်ပြေးလာသည့်နိုင်ငံသား36ဦးကိုထိုင်းအာဏာပိုင်များကဖမ်းဆီးလိုက်ပြီးအင်းတို့ထဲတွင်တရုတ်ပါကစ္စတန်ကင်ညာဗီယက်နမ်အိမ် ကီးယားနှင့်အခြားနိုင်ငံသားများပါဝင်သည်မြဝတီမြို့အခြေအနေကြားဖြတ်လုပ်ငန်းခွင်မှထွက်ပြေးလာသူများကြောင့်မြဝတီမြို့ပေါ်ရှိဟိုတယ်နှင့်တဲခုခန်းများပြည့်နေနေပြီးရွှေကုတ်ကူမှမြဝတီသို့ကာငါခါမှလူတဦးလျင်ထိုင်းဘက်တစ်ဆက်တူမြတူမြတူမြကျော်အထိဈေးမြင့်တက်နေသည့်ဘိတ်ဖာနှင့်ကြားဖြတ်ကောင်းဆောင်များအရေးကြီးသည့်တရုတ်တထေးများနှင့်ကြားဖြတ်ကောင်းဆောင်များကိုနေချာဆောင်တက်ကရင်တို့၏ဌာနချုပ်နှင့်ရွာများတွင်ခေါ်ယူဝတ်ထားပြီးကြောင်းတည်င်းရင်းမြင့်များကဆိုသည် အောက်ခြေဝန်ထမ်းများသာကြံ၍လက်တလောဖမ်းဆီးခံရသူများနှင့်မြဝတီမြို့တွင်တောင်းတနေသူများမှာတာမန်အောက်ခြေဝန်ထမ်းများသာဖြစ်ပြီးအဓိကတရက်ခံများကို BGF ကကြိုတင်ရွှေ့ပြောင်းပေးထားကြောင်းသိရသည်ဘလို့လူပဲဖြစ်ဖြစ်သူအဆယ်လီတယောက်ဖြစ်လာ ਈ ဆိုသူကသူများတော့ဘာမှ knowledge ဘာမှဟိုပေးလေမြဝေ sharing လုပ်ချင်မရှိဘူးเนาะအတူဒီဖင်ကြီးလောင်နေကွာယွန်စရာအိတ်ကွာဟုတ်လားเนาะတဲတခုထည့်ပြောလဲလူဆိုတော့ကျွန်တော်လည်းယောက်ျားပဲ ဟိုဒီ sex ကိစ္စတွေဟုတ်လားနော်ဟိုလူတိုင်းဒါစိတ်ဝင်စရာစားပြီးသားပဲလူတိုင်းမိုးရပဲတိရိစ္ဆာန်တွေတောင်မိတ်လိုက်တယ်ကွာပြောစရာမလိုဘူးဟုတ်လားကျွန်တော်ပြောအမှန်လားဒါပေမဲ့လည်းလူဆိုတာကျွန်တော်တို့မြန်မာနိုင်ငံဆိုရင်တန်ဖိုးပို့ထားမှာရင်ချင်းမှုနိုင်ငံလို့ခေါ်တယ်ဟုတ်လားနော်ဒါဆိုရင်အဲ့လိုမိန်းကလေးတွေဥပဒေပြဋ္ဌာန်းပြီးတော့မနှုတ်ပြရင်ဖမ်းမယ်ဖင်လောက်ရင်ဖမ်းမယ်ဆိုဥပဒေလေးထုတ်ပြပါလားမယောင်းလိုက်မလိုတဲ့ဥပဒေတွေခုခုကျွန်တော်တို့ဒီလိုပြောတာအာနာရှင်ပဲလုပ်လို့ရတယ်ဒီဥပဒေရလေသဘောပေါက်လားခုအင်စလမ်မဲ့ နော်ကျွန်တော်ကြိုက်တဲ့အချက်ကိုထောက်ပြမယ်ဒီအင်စလမ်မဲ့နိုင်ငံနဲ့နော်မွတ်စလင်တွေပေါ့ပြောမယ်ဆိုလို့ဆိုသူတို့တွေမှာဥပဒေကျွန်တော်ဘာကြိုက်လဲဆိုရင်သူတို့ဥပဒေဆိုတာတဲ့သူတို့ဘာသာရေးဥပဒေပေါ့ပြောမယ်ဆိုနှစ်ခုနဲ့ဆက်နွယ်ထားတာမိန်ကလေးတွေပေါ့နော်အကုန်ဖုံးထားတယ်သဘောပေါက်လား노တွေပါပြလို့မရဘူးလိန်တူနံပါတ်1လိန်တူတွေဆက်ဆံလို့မရဘူးယောက်ျားချင်းမိန်းမချင်းဟုတ်လားနော်အပြက်ရှင်းတာအဲ့ဒါကျွန်တော်စောက်ရမ်းကြိုက်တယ်ခုအမေရိကန်လက်တာထောင်းနဲ့ထရန့်တက်လာပြီးမှထုတ်ပါတယ်ဒါပါတော့အဲ့အကြောင်းလေးသိမ့်မပြောချင်ပါဘူး နော်အဲ့လိုမျိုးလေဒါအခုကျွန်တော်တို့ဒီမိုကရေစီပုံစံဒီမိုကရက်တစ်ဒီလိုမျိုးအနေထားဆိုရင်ကျွန်တော်တို့လွတ်တော်ထဲမှာကျွန်တော်နေပြီးမှလွတ်တော်ကိုယ်စားလက်ထားပါတော့ဒါဆိုရင်ကျွန်တော်ရှောက်နေမယ်ဟုတ်လားဟိုဒါတွေဥပဒေထုတ်တဲ့နယ်လို့ပြောရင်အများကန်ကွန်ဒီဥပဒေထွက်လာမှာမဟုတ်ဘူးဟုတ်လားကြိုက်ကြိုက်တဲ့သူရှိမှမကြိုက်တဲ့သူရှိမှဒါပေမဲ့အာနာရှင်ကြတော့ तू तू ကအာနာရှင်မင်းအောင်လိုက်အာနာရှင်ဖြစ်နေတဲ့ तू ထုတ်လိုက်မယ်ဆိုရင်ဘာမှမထုတ်လို့အကုန်ရောက်ပြီဆိုတော့ဘယ်သူမှလွတ်တော်လည်းမတင်ဘူးကန့်ကွက်တာတွေလည်းမရှိဘူးသူ့ရဲ့စကားတခုမှမင်းအောင်အဲ့လိုလှုပ်လိုက်ပါလားအဲ့အကြောင်းအော်ဒီအာနာရှင်သမိုင်းတည်သွားရဆိုတော့မှဒီအာနာရှင်မင်းအောင်လိုက်က तू ာတွေတော့ကောင်းခဲ့ပါသေးတယ်ဘယ်တစ်ခွက်ကိုတော့ကောင်းခွက်လေးပြောလို့ရပါသေးတယ်ဟုတ်လားဒါပါတော့ညီကောင်းချုပ်နေတဲ့တရားတွေကိုနောက်ပြီးတော့ဖိုင်မှာအသေးသေးပြောချင်ပါတယ်ဟုတ်ပြီညီကောင်းချုပ်နေတဲ့ပြောရမယ်ဆိုရင်ကြားဖြန့်ဒီကောင်းနေပြောင်းလဲပြောင်းသားတွေဒါကျွန်တော်တို့ဒီအရင်ခက်ကိုပြန်ကြည့်ရမယ်ဆိုဒီရွှေကောက်ကိုဆိုတာတရုတ်ကိုတိမ့်စိန်လက်ထက်ကလေးရောင်းစားခဲ့တဲ့ကောင်းနော်တိမ့်စိန်အရင်လဲကျွန်တော်ပြောဘူးပါတယ်ဒီတိမ့်စိန်လက်ထက်ကလေးအဲ့ဒီကြားဖြန့်ဆလာတာအဲ့အစာဦးတွေဆဆောက်တာအဲ့အချိန်မှာအောက်ကမင်းအောင်လိုင်းအောက်ကဘယ်သူလဲဆိုလို့ရှင်ဒီဆော့ချက်သူဒီကောင်းတဲ့ခုအယူွက်တွေနေနေမသိပါဘူးစာမတက်ပါဘူးပြတ်ပါဘူးတကယ်ကောင်းနေနော် လက်နက်ကင်ဆိုသူတို့လက်အေးလေသူ့အောက်ကကျွန်ကောင်းနေသူခိုင်းတယ်လို့ဖို့အတွက်ပိုက်နိုင်ရဖို့တော့သူတို့လက်ကြာပြန်မှုရရတာကင်ကောင်းတော့အမျိုးမျိုးလောက်ရတာပေါ့ကွာနော်ဟုတ်လားမကောင်းမှုအားလုံးလောက်အားလုံးလက်ခံမသိကြံဆောင်ဒါမဲ့လူကုန်ကူပဲမြေပန်နေတဲ့အတွက်ဟိုစောချစ်သူတို့ပိုက်ချပေးလိုက်ရပြီပြီနော်ဟုတ်လားခုစောချစ်သူရဲ့တပည့်ဟိုဒီကောင်စောချစ်သူကထွက်ပြီးမိန်ကောင်မပြောရတော့ဒီထွက်ပြီးမလိန်ရတော့ကြာတော့ဘယ်သူထွက်လာလဲအကောင်ရဲ့တပည့်နမဲတော်မိတ်ထားပါဦးသူလည်းလက်စွပ်ကြီးရေပေါ့နော် ဟိုအစဲကြီးလေစော့ချက်သူတို့လည်းသိချာကြည့်လက်စွပ်ကြည့်တယ်အမေရိကန်ကာကွယ်ဥတီချုပ်တွေတို့ဟိုစစ်ဘုတ်ချုပ်ကြီးတွေပေါ့နော်အဲလက်စွပ်မှမရှိဘူးเนาะတခြားနိုင်ငံမပြောသေးအမေရိကန်မပြောသေးဘူးဟုတ်လားဒီကောင်းနေဆိုလက်စွပ်ကြီးတွေနဲ့အမဲအောင်လက်စွပ်ကြီးတွေနဲ့စော့ချက်သူလည်းလက်စွပ်ကြီးစော့ချက်သူတပည့်လည်းလက်စွပ်ကြီးနဲ့မျှလို့သိချာကြည့်ကြည့်ဟုတ်လားသူသားမီးတွေပါတအားချမ်းသာဒီလောက်ပဲပြောချင်ပါတယ်ဒီပြောမှာเนาะအားလုံးပြောင်းလဲနေဆိုတာလေးကိုကျွန်တော်လွယ်ပြုလုပ်ပြတာမအပုတ်ဒီလောက်ပါပဲ